ဆိုဗီယက်သင်းရဲ့မိဘတွေကစီကန်းချီရာကြောင့်၅နှစ်လုံးခိုးပြီးကြည်ခဲ့ကြတဲ့ဟေဝီယန်နဲ့ဆိုဗီယက်သင်းအားလုံးပဲမင်္ဂလာပါ။ MSL Dots News Channel ကနေကြိုဆိုပါရစေ။ဟေးဝင်ကမြန်မာပြည်ပြည်လောကမှာအတန်ငယ်မိမ့်မိန်စွာရှိနေတော်လဲစိတ်ဝင်စားပွဲဇက်လန်နေရှယ်တရုတ်ဆောင်တောင်းဝဲဖြစ်ပါရစေ။ဟေးဝင်ကတရုတ်ဆောင်ဆိုပြတဲ့စင်နဲ့ချက်သူပြပြီးချက်သူတတန်း၅နှစ်ခန့်ကြာမြင့်ခဲ့တော်လဲဆိုပြတဲ့စင်မိဘတွေကစီကန်ချင်းရဲ့အတွက်လူမသိအောင်တွေ့ဖက်ခဲ့ရလို့သိရတယ်။ဘွဲတိုင်းမှာမိဘတွေပါလိမ့်ရှိပြီးသူတို့ရဲ့ဆက်ဆံရေးကိုအနည်းငယ်စောင့်ကြည့်နေခဲ့ကြတယ်လို့ဆိုပါရစေ။ ်ဟိဝင်ရဲ့ဘာကင်ကလက်ထပ်ပြန်စီစဉ်ရှိကြောင်းလူသိရှင်ကြားပြောကြားခဲ့လို့လည်းဖော်ပြထားပါတယ်ဟင်းဝင်ရဲ့ချစ်ဇလန်းနဲ့ဟာတာဇလန်းတွေမှာပအဝင်တရုတ်ဆောင်လေးရဲ့တရုတ်ဆောင်တော်ဝယ်ဖြစ်ပါတယ်။သူရဲ့အမှုပညာလက်ရာတွေကိုမဟာ application မှာကြီးကျွမ်းနိုင်ပြီးမြန်မာရုပ်ရှင်လောကမှာတိုးတက်လာတဲ့လူငယ်တရုတ်ဆောင်တော်ဖြစ်သတ်မှတ်နိုင်ပါတယ်။ဟင်းဝင်ရကလူမှုမီဒီယာမှာတခြားကြော်ကြားတွေလောက်အရေးမပါတော့လဲ။သူရဲ့ချစ်သူဇလန်းနဲ့အမှုပညာတွေလက်လက်ရာတွေကြောင့်အချို့သောပရိသတ်တွေကြောင့်မှစိတ်ဝင်စားမှုရှိခဲ့ပါတယ်။သူရဲ့ပုံကိုယ်ဝါနဲ့အမှုပညာကြီးလန်းကိုသူရဲ့လူမှုမီဒီယာဆောင်မျက်နှာမှာဖော်ပြခဲ့ပါတယ်။ နေဝင်ကလူသိရှင်တင်ရှားနေတော့လေသူ့ရဲ့အမှုပညာလက်ရာတွေနဲ့ပုံကိုအီဇလန်တွေကစိတ်ဝင်စားဖွယ်ဖြစ်ပါတယ်သူ့ရဲ့အနာဂတ်လှူရှားမှုတွေကိုလည်းစောင့်ကြည့်ရန်ထိုက်တန်တဲ့အမှုပညာရှင်တော်ဘက်ဖြစ်ပါတယ်ဆိုပြတဲ့စဉ်ကမြန်မာအမှုပညာလောကမှာအမျိုးသမီးတယောက်ဆောင်နေဆိုတော့တောက်ဖြစ်တင်ရှားတော့လေလူသိမှုနေတဲ့အချက်လက်များစွာရှိပါတယ်ဆိုဗီယက်ဒဇင်ကို1992ခုနှစ်စတင်ဘာ22ရက်နေ့မှာပဲခူးတိုင်းတောင်ကုန်းမြို့မှာဥဆုံးနိုင်တဲ့ဒေါ်မာလာကင်တို့ကမွေးဖွားခဲ့ပါတယ်။ သူမကမင်းသမီးစိုးမြက်သူစားစိုးမြက်နန္နာနဲ့အစောရစနေမြက်လင်တို့နဲ့ညမဝင်ခွေတွန်ဆက်သူဖြစ်ပြောမိသားစုအမှုပညာရှင်တွေမှာအငယ်ဆုံးဖြစ်ကညီမတွေအချစ်ပုံခံရသူလည်းသိရပါဗျ။ရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်ကလည်းမြမစာမေဂျာနဲ့ဘွဲရရှိဘွဲရရှိခဲ့သူလည်းဖြစ်တယ်။ ငယ်စဉ်ကတည်းကဂီတပါရမီထိုးကျွန်ခဲ့ပြီးအကြောင်းပြိုင်ပွဲတွေမှာဂီတနဲ့စန်းနီယာတိခတ်မှုနဲ့စုများစွာရရှိခဲ့တဲ့2005ခုနှစ်အသက်73နှစ်ရွယ်မှနုပညာလောကကိုစတင်ဝင်ရောက်ခဲ့ပြီး2009ခုနှစ်မှာမုံညအိမ်မက်မျိုးရုပ်ရှင်ဇာတ်ကနေအကောင်းဆုံးမြို့သမီးဆပ်ပို့ဆုရရှိခဲ့တယ်။ယခုချိန်ထိရုပ်ရှင်ဗီဒီယိုဇက်ကားတရားကျော်မှပေါင်ရင်တရုတ်ဆောင်ခဲ့ပြီးရွှေမင်းသမီးဇက်ကားကဲ့သို့လူကြိုက်များရဲ့လက်ရာတွေလည်းပါဝင်ပါတယ်။တရုတ်ဆောင်ခြင်းဖြင့်ဂီတဘတ်မှာလည်းအောင်မြင်မှုရရှိသူဖြစ်က2012ခုနှစ်မှာချစ်သူရွေးမဲ့တင်စီထွက်ရှိခဲ့ပြီ 2014ခုနှစ်မှာချစ်ကုံရှာဖွေတွေ့ရှိခြင်းမီနီအယ်ဘမ်ထွက်ရှိခဲ့ပါတယ်မိပါတယ်ပေါ့လွန်တန်ရောစင်ကြီးမာပြီးဆိုရင်တက်သူလည်းဖြစ်တယ်လို့လူသိများတယ်။ဖာကင်ဖြစ်တဲ့မွေးနေ့မှာ surprise လက်ဆောင်ပေးခြင်းမိပါတယ်ကျမ်းမာနေစဉ်ချိန်လေးတွေကိုမတရားဖန်တီးပေးလို့ရှိခြင်းတို့ဖြင့်မိပါကျေးဇူးကိုတည်တက်သူဖြစ်တဲ့ရပါတယ်။2020ပြည့်နှစ်အတွင်းဆုံးရှုံးမှုတွေကိုအတိတ်မှာထားကအနာဂတ်အတွက်သင်ခန်းစာယူပြီး ရှင်းဆက်လျှောက်လန့်စိတ်တက်ရှိသူလည်းဖြစ်တဲ့ပရိသတ်တရားအပြည့်မှုကိုခိုင်မာရရှိထားသူဖြစ်ပြီးတော့ပရိသတ်တွေကရွှေမင်းသမီးဆက်ကားမှာဇဝင်ကတခုကိုတစ်တော်မှာဟာတော့ဆန်ဆန်ပြုတ်လုထားတာကိုသဘောကျကြောင်းလူမှုကွန်ရက်မှာမျှဝေခဲ့ပူပါတယ်။ပြီးတော့အပြင်ဆိုဗီယက်သင်္ဆေအားနုပညာရှင်တအုပ်ဤဖြစ်တာမကလူမှုရေးနယ်မိသားစုဘဝမှာလည်းစံပြကောင်းတအုပ်ဖြစ်ပါတယ်။အဆုံးထိကျေးဇူးနာဆင်ပြီးတဲ့ပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။